တို့ဗျာချင်းအုပ်စုပြည်တယ်ကိုမျိုးကြီးတို့ဝိုင်းဝိုင်းတို့ဖိုင်းပါတချင်းဆိုဆိုလို့ရှိတယ်အဲ့ဒါကိုဝိုင်းပြီးတော့ဘယ်သူတွေလဲဆိုတော့အဲ့ဒီကောင်တွေအုပ်စုကဘုဒုက္ခပေးတယ်ဘယ်ကောင်တွေအုပ်စုလဲအဲမျိုးကြီးတို့ဝိုင်းဝိုင်းတို့တချင်းဆိုမကိစ္စပတ်တယ်ငါဘာတခုမှပြောလို့ဘယ်သူတွေဘာမှပြောဘူးနော်မင်္ဂလာပါ channel လေးနဲ့တပတ်ပြန်လဲကျူးဆူပါတယ်ဒီနေ့မိတ်ဆွေဟာစာနာရှုံးဘုံပြီးပြီးတော့ရမြတ်မှုလိုလာတဲ့အမှန်တရားပဲတော့တရားဖြစ်တဲ့ဆိုရင် channel လေးကို subscribe လုပ်ပေးပြီးတော့ video ကိုအဆုံးထိကျွန်တော်နဲ့ကြည့်ရှုပေးပါ မန်တိုင်းပြည်ပြဖာတော့တကယ်လေးစားစရာပါပဲသူအခုဘာလုပ်လဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်နော်ဒီမှာသူတင်ထားရှိတယ်ပြည်သူကကိုရေးတမတော်မန်လေးဒီအခြေခံစိတ်ကြမ်းမာရင်းနဲ့စိတ်လူမှုဆက်ဆံရေးအထောက်ပံ့တင်ဒန်းကိုတပ်ဖွဲ့ထိန်းချုပ်စုမုန်းတဲ့တနေရာတွင်ကျင်းပပြုလုပ်ခဲ့သည်အဆိုပါပြည်သူကကိုရေးတမတော်မန်လေးဤတမှုများ တက်ရောက်ခဲ့ကြပြီးတင်တန်းကာလအတွင်းစိတ်ကျမ်းမာရေးအခြေခံမဟုတုတာများအကျယ်တိကာလအတွင်းခန္ဓာကိုယ်မှတုံ့ပြန်ပုံများအခြေခံစိတ်လူမှုဆက်ဆံရေးအထောက်ပံ့ပေးခြင်းနိလန်းများစိတ်ပိုင်းဆိုင်ရာပညာပေးခြင်းစိတ်ပိုင်းဆိုင်ရာကနဦးပြုစုဆောင်လျှောက်ခြင်းမိမိကိုယ်ကိုဆောင်လျှောက်ခြင်းစသည့်သင်ခန်းစာများကို theory and practical နဲ့တကွလေ့လာသင်ယူခဲ့ကြသည်ဒီမှာ9 PDF မှာကစက်တိုင်းဤဘက်တနက်ကိုင်းဤဘုံကျဲဤဘက်ဖြင့်သင်နာမို့သူတို့ကစိတ်ပိုင်းဆိုင်ရ ရာတွေလည်းတင်ပေးတယ်။ចောင်းမတက်တဲ့ဒီလူငယ်အရွယ်တွေဟာတော်လန်ရေးထဲပါဝင်တဲ့လူငယ်အရွယ်တွေဟာအလေအလွင့်ဖြစ်သွားတာမို့သူတို့မှာအရွယ်ရောက်ပြီးလူတယောက်ရဲ့လိုအပ်တဲ့အရာတွေမှလည်းမြောက်တောင်းဆိုအောင်ဖြည့်ဆည်းပေးတယ်။ဒါကိုကျွန်တော်လေးစားတာတကယ်သဘောကျတယ်။တော်လန်ရေးကာလဆိုသလိုဒီရဲဘော်တွေကအရှိတမ်းမှာပဲသူတို့မမြင်တဲ့အရာတွေဒီအသက်အရွယ်နဲ့မမြင်အပ်တဲ့အရာတွေအများကြီးမြင်နေရဆိုတော့ စိတ်ပိုင်းဆိုင်ရာကုသဘွားအမြအယမ်းလို့တယ်အမေရိကန်မှာဆိုရင်တော့သူတို့ US Army တွေကဗီယက်နမ်စစ်ပြန်နေဆိုသူအယမ်းလေးစားတယ်ဘာလဲအယမ်းသူတို့မမြင်တဲ့အရာအများကြီးမြင်ခဲ့ရတယ်ဆိုတော့ဒီလိုလူတွေဟာစိတ်ပိုင်းဆိုင်ရာပြုစုမှုမရှိဘူးဆိုရင်ကြောင်သွားတဲ့သူတွေအများကြီးပဲ trauma ဝင်သွားတဲ့သူတွေအများကြီးပဲရှိတယ်ဆိုတော့ man time pdf ထဲမှာဒီလို give site ပေးနိုင်တာကတကယ်တမိုးရှိတယ်ဒါတွေကဘယ်မှမမရအောင်မဲ့စကားစထဲမှာဆိုဒါတွေရှိတဲ့လေသူတို့ကယူမဆိုင်ဘူး ဒါကြောင့်စတန်ဒတ်အာမီမမြောက်တော့ဘဲနဲ့တကယ်ကိုမယိုင်တဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အရင်ဆိုင်ကောင်တွေခွေးတွေဖြစ်သွားတာလူငယ်တွေအတွက်တော်လိုင်းရေးရေပေါ်တွေအတွက်တကယ်ဂုဏ်ယူပါတယ်ခေါင်းဆောင်တွေကဒါမျိုးစီစဉ်ပေးနိုင်တဲ့အတွက်ကျော်မျိုးမင်းကပြောပါတယ်အဆိုးတော့တချင်းမဆိုရင်မလုပ်ရမှာလဲတဲ့ကျွန်တော်တို့ဆဲဆုနဲ့ပေါင်းများစွာ IC အဖွဲ့ကိုအားပေးခဲ့ကြပါတယ်ဒါမဲ့လက်တလုံးမှာကျွန်တော်တို့ရှိုးပွဲတွေ လို့ဖို့ဒီဖြူမျိုးကြီးတို့ကျွန်တော်အရန်ကြိုက်ပါတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်အားမပေးပါဘူးဘာလို့လဲဆိုတော့ကိုစီ ရှင်းပြထားတာလေးရှင်းနေအောင်ကြည့်တော့အောင်နော်ပြီးတော့ကျောမျိုးမင်းကိုလည်းနာနုဖြတ်ရိုက်ထားလေးတွေပါတယ်ဗီဒီယိုကြည့်ပေးကြပါဦးဘူလက်လတ်ဆိုပြောတဲ့ဟိုဒရင်သမားလေးပေါ့နော်မပြည့်မော့ကဒရင်သမားလေးဘူလက်လတ်ဆိုပြောတာနော်ကျွန်တော်ပြောတာမဟုတ်အဲ့ဒီကျောမျိုးမင်းကဒီမှာ AC ရဲ့ရဲမင်းနဲ့ ငဇွဲငစီတို့ကတော့ပတ်ပြေးပြီးပုံးနေကြရပြီတဲ့ PDF တွေနဲ့ KNU တာဘောတို့ပြဿနာအကြီးကျယ်တက်နေပြီတဲ့20ဆယ်တာ2025တော်လိုင်းရေးဖို့အကြောင်းပြပြီးလုတ်မစားခြင်းလို့တနက်ကင်ပြီးဓမြတိုက်နေကြတယ်ဂျလီဗီအောက်တန်းစားတခိုးချဘိုးတွေပါမဲနားရွယ်တော့ဟာညောနားရွယ်တိုင်းပြည်ရဲ့ဟိုအဖြတ်မောက်အဖြတ်သမားတွေအုပ်စုတွေကတော့ဒီနေ့ဒီတိုင်းပြည်တို့ကပေးနေတဲ့အပြင် ကျန်တဲ့အမှုပညာရှင်တွေကိုလိုက်ဒုက္ခပေးတယ်။အဲပြောရတော့တကယ်ကျန်တာတော့စဉ်းစားကြည့်ပါ။ဒီနေ့အခင်းချင်းမှာအမှုပညာရှင်တွေကိုလို့ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ချင်းကြောက်ပြောဆိုဟိန်းဟောက်ပြောဆိုနေတဲ့လူတန်းစားတွေကိုပြန်ကြည့်။ဂျလေဘီတွေအောက်တန်းစားတွေကလေးကချီလေးကြီးပဲအခုအတို့ပြရချင်းအုပ်စုပြတယ်ကိုမျိုးကြီးတို့ဝိုင်းဝိုင်းတို့ဂျလေဘီဆိုတော့ပါဘောပြောရဟမ်ဟဲ့ time မှာတရှင်းလို့ဆိုလို့ရှိတယ်အဲ့ဒါကိုဝိုင်းပြီးတော့ဘယ်သူတွေလဲဆိုတော့ဟိုအကောင်လေးပေါ့ဗျာခဏတို့ပြောတဲ့အတိုင်းဟိုအကောင်လေးအုပ်စုပေါ့အဲ့ဒီကောင်လေးအုပ်စုကအခုဒုက္ခပေးတယ်ဘယ်ကောင်လေးအုပ်စုလဲအဲမျိုးကြီးတို့ဝိုင်းဝိုင်းတို့တရှင်းဆိုမှတ်ကိစ္စပတ်တယ်ငါဘာတခုံးမှပြောလို့ဘယ်သူတွေဘာမှပြောဘူးနော် ်ငါဒီနေ့ဒီဘလို့မှမပြောရသေးဘူးမပြောခိုင်းရင်လို့လားပြောခိုင်းရင်ဆိုရင်တော့ပြောပေးမယ်ငါဒီနေ့ဒီဘာမှမပြောရသေးဘူးမပြောရသေးတော့ငါနာမည်လာခေါ်ပြီးထည့်တယ်ဟုတ်လားဟမ်ကြောင်လို့မာရာဟမ်ဟိုကိုပြောရတဲ့ချင်းသားဆိုမယ်ဆိုမယ့်ဟာကိုလာပြီးတော့ဟိုပိုက်ကောလို့ဖို့ဘာလို့ဖို့ညာလို့ဖို့ရှောက်ပြောနေတယ်အဲ့တော့ထိုင်းမှာဒီလာမယ့်22ရက်နေ့ပေါ့နော်ကျွန်တော်သိရတဲ့လား22ရက်နေ့လို့ကျွန်တော်သိထားတယ်အဲ22ရက်နေ့မှာကိုမျိုးကြီးတို့ဟိုဝိုင်းဝိုင်းတို့နောက်ကိုဇော်ပိုင်းတို့ပေါ့နော်ဒါကျွန်တော်အဲ့တုန်းကဆိုတော့ကျွန်တော်ကြက်တယ်ဆိုပါ ကျွန်တော်ကြိုက်ဆိုပြီးပါဆိုတော့ကျွန်တော်တို့တချင်းတွေပါပြီးသွားဆိုရင်ကိုမျိုးကြီးတချင်းဆိုရဲကိုအောင်ရဲတချင်းဆိုရဲအရှာမျိုးကြီးချင်းဆိုတာနော်ကျော်စုကဟာတော့မတဲ့အဘူးလက်လားဆိုခေါ်လိုက်ဟမ်ဘူးလက်ပြိုင်လားလို့ဟမ်ဘလူးဘလူးဘက်ကနေကြတာခင်ဗျားတို့ကမျိုးကြီးပဲဆိုတာနော်ဟာရှော့မတဲ့မျိုးကြီးပေါကေကိုပြည်တာနော်ကျွန်တော်ကဆောင်းဆောင်းပါဟာအကြီးကြီးနော်သစ္စာကမျိုးကြီးချင်းဆိုရဲငါလုံးပါလားဟမ်သတိတော့ပြောနေပါဒီကောင်တော့ပါဒီကောင်ကလည်းဘယံမနာမပြောမဲ့ကျွန်တော်ကြည့်တာနေပတ်တော့ဘူးလားမသိဘူး ဒါဒါယူးမျိုးပဲနော်အကောင်းပြောတာကျော်မျိုးမင်းပြောတဲ့စကားကြီးဒီကောင်ကျွန်တော်ထိုင်ကြည့်ရတယ်သူ့နားမှာနေတဲ့လူတွေရှိရှိမှာမနော်မင်းတို့ကျော်မျိုးမင်းကမဟုတ်ကဟုတ်ကစကားမပြောနဲ့နေရှိတာအချက်တော့ကြည့်ပြန်ဖန်ညာကွာအဲ့ကျော်မျိုးမင်းနားမှာရှိတယ်ရှိတဲ့လူတွေနေအကောင်းပြောတော့နော်ဒီကောင်ကြီးဘယံမလာပဲဒီကောင်ကိုယ်အာသာနေချင်းလဲကျွန်တော်ဆိုပါတယ်ဒီနေချင်းလဲကျွန်တော်ဆိုပါတယ်ဒါပေမဲ့ဒီလိုကျွန်တော်တို့တို့တွေဘာလို့လို့တို့တွေတိုင်းပြည်ကိုအဖြစ်မလို့တဲ့အတွက်ကျွန်တော်ဝမ်းသာနေခဲ့တာအခုတို့ကသူတို့လဲပြာ3နှစ်ကျော်4နှစ်ဒီပါဟို သူတို့အမှုချစ်တဲ့အမှုပညာကိုသူတို့မလောက်ရဘူးငြိမ်မိနေနေရငြိမ်မိနေပေးနေရရင်းနဲ့နေရရင်းနဲ့နော်သူထိုင်းမှာဖြော်ရွေးပွဲလေးရှိလို့သွားဆိုတာသွားဆိုဖို့22ရက်နေ့မှာသွားဖို့တော့ပြင်ဆင်ထားပြီးသားအကုန်လုံးအဲ့ဒါကိုဟို AAC ရဲမင်းတို့အုပ်စုတွေကဘာထပြောလဲဆိုတော့အဲ့သွားဆိုတဲ့လူတွေအဖြစ်တင်ဖို့ကြိုးစားတယ်အဲ့ခုနသွားဆိုမဲ့အုပ်စုတွေအကုန်လုံးခုနကသူ့ရဲ့ဟိုဘာခေါ်လဲဆိုတော့အတ္တတွေမာနတွေလောဘတွေဒေါသတွေမောဟတွေနဲ့ဒီလူတွေအပေါ်မှာအပြစ်ထိုင်တင်တယ် အမီရေးသားနေအဲ့တော့ AC ရမင်းကအပြစ်တင်ရေးသားတာကိုရမင်းရေးသားဆာဖတ်ကပါပဲသူသူရေးသားတာအပြစ်တင်တာမဟုတ်ဘူးသူဒီလူတွေသူလေးစားတဲ့သူတွေချစ်ခင်တဲ့သူတွေတော်တိုင်းပြီးရင်လည်းတဝိုင်းထိုင်ကြည့်ကျင်နေတယ်ဒါပေမဲ့ဒီကာလမှာတို့တိုင်းပြီးကဘလို့ဖြစ်နေတဲ့အကြောင်းကိုပြောထားတယ်ကိုရမင်းပြောတာမှားလို့မှားလားရမင်းပြောတာမှားလားမမှားတာမှန်တော့ပြောဟိုမဟုတ်တာတွေဟုတ်ဆွဲနေတဲ့သူမျိုးပေါ့သူပြောထားတဲ့စကားဖတ်ကတော့ဘယ်နဲ့ပြောအပြစ်တင်တယ်လို့တော့မဟုတ်ဘူး နော်ဒါပေမဲ့တိုင်းပြည်ကဘယ်လိုအခြေအနေဖြစ်တယ်ဆိုတော့ဟာသူရှင်းပြသွားတာသူပြောတာလေးဖြူတို့မျိုးကြီးတို့တချင်းအောင်မကြိုက်တဲ့သူမရှိပါဘူးဒါပေမဲ့ဒီကာလအချိန်ကောင်းမဟုတ်ဘူးလေမှန်တယ်လေဟမ်သူပြောမှန်တယ်ဟုတ်တယ်မလားအဲ့လိုရေးသားတော့ AC ရမင်းအပေါ်အဲ့ဒီနီပိတ်တုပ်စုလို့ရကြောင်ကြောင်တောင်ကြောင်ထားလို့ကြအောင်ထားကြကျွန်တော်ကပုံမှန်လင်ပြောရရင်တော့ဒီဒီ IC အဖွဲ့ကိုတို့ကအပြစ်တင်လာတို့လောက်လည်းကိုလေးပြူကြီးကိုအပြစ်တင်နေအခုလည်းဒီတာကိုမျိုးကြီးတို့ဝိုင်းဝိုင်းတို့ကိုစော်ပိုင်းတို့ကိုအပြစ်တင်နေ ဒါတွေအကုန်လုံးလောက်တာတွေကျွန်တော်ပို့လည်းပြောရင်တော့အနုပညာရှင်ဟာအနုပညာလုပ်ကိုမလုပ်ရင်သူ့ဖင်ချရပါအဲ့လိုပဲမေးရတော့အဲရဲမင်းတို့ပို့လည်းပြောကတော့ပါဘယ်ပြောအောင်ပြောကောမင်းတို့လေးချပါဘာရိုင်းနေကျွန်တော်နေရာလေးတတလီဟာအီကိုမဲသူမိချအောင်လားဟမ်ဟမ်အဲ့မင်းတို့ဟာလေးနဲ့မင်းတို့ဟာလေးနဲ့ကျွန်တော်မင်းလူစီပြီးတော့လားဟမ် မင်းတော့ဟာလေးနဲ့သူများဖင်ချရမလားဗျာလို့ဟာဒီကွာမာဒီကိုကိုကြီးမင်းမင်းရက်ကဘာမင်းပြောလို့ဟာလေးဟာလူများလာမတိုင်းနဲ့ငါပြောရမကောင်းဘူးဗျာလူများကြည့်နေတယ်ပတ်ဖို့ဆင်းမဆန်းဘူးဆိုမှလဲမင်းကလည်းပြောရင်းရှိမှငါပြောမသိလိုက်ရအောင်ဟာမင်းကဘာမင်းချရမလားမင်းလက်တန်းတော့ဟာလေးနဲ့ပါနားကြရအောင်လို့ဟဲ့ဟာကျော်လူကမင်းကကျွန်တော်ကသိဘူးဘာလို့အဲ့ဟာအစုံတော်ကအရှင်းမဆိုတချင်းမဆိုလို့ဘာလို့ဆိုတော့ကမင်းအိမ်မှာမင်းအမေသေးနေပြီကွာမင်းကအစုံတော်မလို့မင်းချင်းဆိုင်ဆိုင်စိုးနေမှာ ဟမ်မိမိနာရေကိုဝိုင်းလုံးလားအဲ့ဒါကိုပြောအစိုးရတချင်းမစိုးအောင်ဘာလုပ်ရမလဲမေးရဆိုတော့မှန်တယ်အစိုးရတချင်းစိုးရမယ်ဒါပေမဲ့စိုးတော်တချင်းစိုးရမယ်ဆိုတော့အချိန်တိုင်းစိုးနေရမို့လားဟမ်ကိုယ့်အိမ်မှာနာရေဖြစ်နေတချင်းစိုးမလားကိုယ့်အိမ်မှာအလှူလုပ်နေတချင်းစိုးနေမလားပြောချလိုက်ဒါကဖောက်ကိုချိန်နော်စကားဆောက်ကပြောရင်လူများလည်းဆောက်ကပြောတတ်တယ်အဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လဲဆုံတွေ့ကြရအောင်နော် တော်လည်ပတ်တော်သားများကျမ်းမာပြီးအောင်မြင်ခြင်းတွေရရှိပါစေ။